ါတို့ခိုးတာမူရဲ့စေဝါဘိန်းရစာတော့ပဲလောက်တာတန်ငယ်ချင်းကဒီကောင်တွေကအူအောင်လင်းနေတို့မင်းအောင်လိုင်းတို့ဆိုတာကြားဖြန့်နေပါလုံနေတာတန်ငယ်ချင်းမအားလာလုပ်တဲ့ယူပောက်ခွဲကဒီကက်လာပြီဒီကက်လာပြီဆိုတော့ကကျွန်တော်တို့ကဗာဒီယူကောက်ပွဲဒီအတူရောက်ယူကောက်ပွဲဖြစ်တယ်အဲအတူရောက်ယူကောက်ပွဲဖြစ်တဲ့ဆိုတဲ့အတွက်အဲကျွန်တော်ကပြည်သူတွေမဲထက်ထက်မထက်ထက်အဲကြက်ဖုတ်ကနိုင်မယ်ဆိုတော့ကျွန်တော်တီးပီးသားဖြစ်တယ်တီးပီးသားဖြစ်တယ်ဒါပြည်သူတွေလည်းတီးပီးသားဖြစ်တယ် အဲအဲ့ဒါကြောင့်ကျွန်တော်တို့ကအဲဘာလုပ်လဲဆိုတော့ဒီကောင်းတွေကိုထိုးတာပေါ့ဗျာနော်ထိုးတာမဲအောင်လည်းထွက်ပေါက်လို့လည်းပြောလို့ရတယ်ကျွန်တော်တို့ကထောင်ချောင်းလို့လည်းပြောလို့ရတယ်ဘာလုပ်လဲဆိုတော့ဒီရွေးကောက်ပွဲပြီးသွားရင်အဲကျွန်တော်တို့ဒီတော်လိုင်းရေအင်အားစုတွေကိုဒီကောင်းတွေကအဲတမနာဖြစ်ပြီပေါ့ဗျာနော်အဲ့မှာအဲဒီရွေးကောက်ပွဲကတမနာတင်မြောက်လိုက်ပြီတင်မြောက်လိုက်ပြီဆိုတော့ဟုတ်ပြီရတယ်ဒီနေမှာဦးနေရှိတယ်အပြက်ရှင်းဆိုပြီးတော့ဒါတွေလည်းဖြစ်နိုင်ကြည်အဲအများကြီးရှိတယ်ပေါ့နော်အများကြီးရှိတယ်လို့ နောက်ပြီးတော့အဲအဲပြောမယ်ဆိုတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲကကျွန်တော်အစ်စ်မန်ရွေးကောက်ပွဲမှုတ်တယ်ကြွေးကျွန်တော်ဒီမိုကရေစီအစ်စ်မန်လည်းရမှာမဟုတ်ဘူးဒီရွေးကောက်ပွဲပြီးသွားလဲပြည်သူတွေဒီဒီအကြမ်းဖက်လက်အောက်မှာပဲကျွန်တော်တွေဆက်ပြီးတော့ရှင်သန်ရမယ်ကြီးပြင်းရမယ်နောက်ပြီးတော့ကျွန်တော်ပြည်သူတွေလွတ်လပ်စွာ ပြောဆိုပိုင်ခွင့်လုံးဝမရှိဘူးဆိုတာကတော့ဒါသိကြပါတယ်ဗျငါတို့ခိုးတာကမူရီသေးွားတော့ပဲခိုးလို့က ဒီကောင်တွေကကြားပြန့်ဟိုကကဘာကျော်သူစရဂိုင်းတွေဖြစ်အောင်လုပ်ပြီးစီနီယာကြတာလေတန်ငယ်ချင်းအဲဒီရွေးကောက်ပွဲကိုကျွန်တော်ပြည်သူတွေသွားပြီးတော့မဲထဲ့ခြင်းအဲထဲ့သည်ဖြစ်သည် မထဲ့သည်ဖြစ်စီဒီကြက်ဖို့ပဲနိုင်မှာအဲသူတို့ကဗျာဒီသူတို့လောက်တဲ့ဆက်ကဘာပဲနှိမ့်နေဖို့ပဲထွက်မှာလေဖို့ဖို့ဖို့ပဲထွက်မှာဆိုတဲ့အတွက်ထေကြပါတယ်အဲကျွန်တော်တို့ဒီခုနေ့ပဲနိုင်မှာပါကြက်ဖို့ပဲနိုင်မှာကြက်ဖို့ပဲနိုင်ပြီးတော့စစ်တပ်နဲ့ အဲလဝါချင်းရိုက်ပြီးတော့သူတို့ပဲဆက်ပြီးတော့ဒီနိုင်ငံကိုထိန်းချုပ်မယ်တေချာကတော့အကြောက်တရားတွေဆက်ပြီးတော့ပြည်သူတွေရင်ဆိုင်အောင်သူလုပ်မှာပါဗျဒီဇယ်လေးကိုကျွန်တော်တို့နေရပြည့်ရတဲ့အကြောင်းလေးရတော့ပေါ့နော်ကျွန်တော်တို့အရင်ရွေးကောက်ပွဲစတော့မယ်ဆိုကြတဲ့ကျွန်တော်စဉ်းစားမိရပါရွေးကောက်ပွဲကတော့မတမာတဲ့ရွေးကောက်ပွဲဆိုတာပြည်သူအလုံးတော့တည်ပြီးသားလည်းဖြစ်တယ် ဒါပေမဲ့လို့ကျွန်တော်နုပညာဒီဘက်မှာရှိနေတဲ့နုပညာတိုင်ဝိုင်းကလည်းဒီဥစ္စာကိုအပြည့်အစုံ message တစ်ခုပေးနေတာပေါ့နော်။ဒီတို့ပင်တို့ရွေးကောက်ပွဲလုပ်ပါစေ။ဘယ်လောက်ကြီးပဲရွေးကောက်ပွဲလို့ပြောနေနေအဒီ election ကတေချာတာတစ်ခုကဟိုတစ်ဖက်တည်း election ပဲဖြစ်နေပေါ့နော်။ဒီတို့ဆန္ဒပါတီဖြစ်စေမပါတီဖြစ်စေအတို့တို့ပဲနောက်ဆုံးကြတော့အဖြေကတို့တို့ပဲအနိုင်ရမယ်ဖြစ်ဘူးတို့လောက်ထားတာဖြစ်တယ်။5 4 3 2 1 go yeah ကတော့တယောဇာပေါ့နော်ဒီတယောဇာလန်းလေးပဲဖြစ်ပါတယ်ပေါ့နော်ဒီဥစ္စာတယောတဲ့ဇာလန်းလေးလုတ်ထားတယ်အဲတယောတဲ့ဇာလန်းလေးကပြည်သူတွေလည်းအခုချိန်ခုကာလမှာရွက်ောက်ပွဲနဲ့ပတ်သက်တဲ့ဒီအဲတယောဇာလန်းဆိုတော့အခုမှကျွန်တော်တို့တင်ဆက်လို့ပဲရှိကြမှာလေအဲလိုမျိုးပဲကြည့်ရမှာဆိုတဲ့အချိန်မှာတော့တစ်ဖက်ကလည်းဟာတာဖြစ်နေလဲကြည့်လို့ရလို့တကယ်ဖြစ်ရမှန်ဖြစ်တဲ့ကြတော့လေဒီဟိုပါပေါ့နော်သူတို့ရင်သူတို့ပြောပြောနေတဲ့ legitimacy ဖြစ်ရေးဘာညာကြည့်กว่าဆိုတဲ့ကိစ္စတွေကတော့သူတို့ဘယ်လောက်ကြီးပဲ legitimacy ဖြစ်တယ်ပဲဖြစ်နေပြည်သူ့ကျင်ပတ်ထဲကနေမှ legitimacy မဖြစ်ရင် ျွန်တော်တို့ဒီရုပ်ကောက်ပဲလဲလက်ကျက်တမစီဆိုတာမဖြစ်လာဘူးပေါ့နော်ဟုတ်ဆန်နေမကဲမောင်နေပါကွာဟုတ်ကနာပြောတာလို့ဟိုဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆိုတော့ဒီတေချာတာတစ်ခုပါဗောနော်တို့မကျင်နဲ့တဲ့ရွေးကောက်ပွဲလည်းဖြစ်ပါလိမ့်မယ်မကျင်နဲ့ပင်မကျင်နဲ့တော့လေတို့မှာကနိယာတာကိုကြောက်ရတယ်ဆိုတဲ့စကားလို့ပေါ့ဗျာဟိုအကြောက်အကြောက်အကြောက်တစ်ဖက်ကလည်းအကြောက်တရားနဲ့ဟိုဖိအားပေးထားတဲ့အနေအထားမျိုးမှာ မပေးကျင်တော့လေပေးရမယ့်အနေအထားမျိုးဖြစ်တယ်ဗော ခုနလည်းပြောတယ်ဟိုဘယ်ဒေတာတွေကမရွေးနိုင်ပြီဆိုဘယ်ဒေတာတွေကရွေးကောက်ပဲလုံနိုင်နေဆိုတာတွေကလည်းတို့2008ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာတို့ရေးဆွဲထားတဲ့လက်မင်းကြီးရဲ့ရေးဆွဲထားတဲ့ဥပဒေထဲမှာကဘယ်လိုလုပ်လို့ကိုတို့ဖြစ်နေတာတို့စိတ်ထင်နိုင်ခြေလေကွင်းကြအောင်ရေးဆွဲထားတဲ့ဥပဒေကြီးရဲ့ဥပဒေကြီးရဲ့အတွင်းထဲမှာရှိတဲ့ရွေးကောက်ပွဲလုပ်မှာပေါ့နော်အဲ့ဥစားကြီးရဲ့အတွင်းထဲမှာရှိတဲ့ရွေးကောက်ပွဲမျိုးလုပ်မှာဖြစ်တဲ့အတွက်ကိုသူတို့ကမဖြစ်ဖြစ်တဲ့အနေနဲ့လုပ်လို့ရဖို့အတွက်က တကယ်ကိုအမတန်မှတို့တို့အတွက်အခက်အခဲမရှိဘူးပေါ့နော်ရလာငါပြတ်သက်ကိုရရပြရပြမချက်မပါဘူးဒီမှာတောင်းရနေခဏလေးတက်စ်ချပါအခုလိုကျွန်တော်တို့ဟာ25ကိုလူကိုယ်တိုင်ရောအားလုံးပါဝင်ပြီးအားပြည့်ပြီးတော့ကိုညီရတဲ့အကြောင်းရင်းအစစ်မှန်တော့ ဒီဆန္ဒမဲလုံးတဲ့ရည်ဝဲချက်ဒီအတုအယောင်နဲ့လူနေစုကောင်းစားဖို့အတွက်နိုင်ငံကိုချွတ်ချွန်ကြအောင်လုပ်ဖို့အတွက်လုပ်တယ်ဆိုတာကိုအတွင်းထဲမှာရှိတဲ့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ပြည်သူတွေမြတ်ဝါထင်နဲ့မြင်အောင်လို့ကျွန်တော်တို့ကတရုတ်ဆောင်ရခြင်းဖြစ်ပါတယ်ခင်ဗျာငွေကြေးကအခုဆို တေးกว่าမဟုတ်ဘူးလေမာလို့ဒီကောင်နဲ့အောင်လေးလို့တော့ဘုရားကပါလေဟုတ်ပြီဘာလို့ဒီမှာကိုမာလို့အဲ့ကောင်အောင်လေးလို့တော့ဘာမခိုးရမှာလဲအခုမှမာတို့ကဒူနီယာတွေမို့လို့ကိုတို့ကအခုစီနီယာဖြစ်နေတာလေသေယုတ်ဆောင်ပေါ့နော်ကြားခိုင်ပြည်တော်စုသမရမြန်မာနိုင်ငံတော်ကျန်းခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ဥက္ကဋ္ဌခင်ယူခေါ်ခင်ငိုရဲ့နေရာမှာတရုတ်ဆောင်ရခြင်းဖြစ်ပါတယ် ဲ့ဒီအတွက်ကို ကျွန်တော်တို့ပြည်သူလူတို့အနေနဲ့ကျွန်တော်တို့ဒီပြည်သူပေါ်ကိုကျွန်တော်တို့အသိပညာဖြန့်ဝေတဲ့အစိတ်ပိုင်းလေးတစ်ခုဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုဝေဖန်မှုမျိုးစုံပေးပါအကျဉာဏ်ပြုမှုပေးဖို့မျိုးစုံပေးပါဆယ်နီးပေါင်းစုံမျိုးစုံကိုကျွန်တော်တို့ကိုပေးပို့စီတင်ပါတယ်ကျွန်တော်တို့ဒီတော့မှပြည်သူလူတို့ကိုအသိပညာဖြန့်ဝေတဲ့နေရာမှာပုံမှန်ကြည့်ရမှာမို့ပြည်သူလူတို့လည်းဆော်ခြင်းဖြစ်ပါတယ်နှိုးဆော်ခြင်းဖြစ်ပါတယ်ပြည်သူလူတို့အားလုံးငြိမ်းချမ်းကြပါစေကျွန်တော်မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းပါစေစကားမအမြန်ဆုံးကြဆုံးပါစေအေးတော်ဘုံအောင်ရမည်အေးတော်ဘုံအောင်ရမည်